အားလုံးမင်္ဂလာပါ။ဒေါဝင်ဘလော့မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့တော့မိတ်ဆွေတို့ကိုလွတ်ပြပေးမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီဇက်မီဖုန်းကိုင်နေတဲ့မိတ်ဆွေတွေများအတွက်ကျွန်တော်တို့ဒီဖုန်းစခရင်စိုက်ပေါ့ဗျာ။အာဖုန်းစခရင်စိုက်သိနေတဲ့မိတ်ဆွေတွေများအတွက်ဖုန်းစခရင်စိုက်ဆိုတာကတော့ကျွန်တော်တို့ဒီကနေဒီဘဝနေအောက်ထိကျွန်တော်သိနေတဲ့မိတ်ဆွေတွေများအတွက်ကျွန်တော်တို့ဒါကိုကြံကြည့်လို့ရအောင်လို့လောက်ရမလဲဆိုတာကိုပြန်ပြီး share လုပ်ပေးပါမယ်။ကြည့်လို့ရအောင်ပြန်ပြီး sequence စိုက် င်းနေချုံနေတာတော့ဟုတ်မလားအဲ့ဒါကိုပြန်ပြီးတော့ကျွန်တော်တို့ဒီ second အပြစ်ပြန်ရအောင်ကျွန်တော်တို့ဒီ Redmi ဖုန်းတွေမှာလုပ်လို့ရပါတယ်เนาะကျွန်တော်ကဒီ message တွေကိုဒီ Redmi ဖုန်းတွေနဲ့လုပ်ပြပေးပါမယ်ခုကတော့ကျွန်တော်ရဲ့ဖုန်းကတော့ဒီ second site နေနဲ့ပြင်ပြီလားအဲ့ဒါကိုကျွန်တော်ပြန်ပြီးကြည့်အောင်လုပ်ပြီးဆိုတော့တကြောင် message တွေကတော့ဒီဒါကတော့ဗျာဒီဒီ Redmi user တွေတော့ဗောနော်အဲ့ဒါလို့ဆိုရင်တော့ message ပထမဆုံးအနေနဲ့ message ရဲ့ဒီ setting တွေကိုရင်ဝင်ပြလိုက်ပါ ုံးမှာပါတဲ့ setting တွေကိုအရင်ဝင်ပြလိုက်ပါနော်ဒီလိုဝင်ဝင်ပြလိုက်ပါโอเคစတင်ထည့်ရောက်ပြီဆိုရင်တော့မိတ်ဆွေတွေညမှာပေါ်နေနေဆွတင်လိုက်ပါပေါ်နေနေဆွတင်လိုက်ပြီဆိုရင်မိတ်ဆွေတွေညမြင်ရမှာလေညမှာ notification and student ဘာဆိုတဲ့ဒီ online ကိုထပ်နေပြရပါမယ်။နောက်ဒီ vacation student bar ဆိုတဲ့နေရာလေးကိုထပ်နေပြရပါမယ်။ online ကိုထပ်နေပြလိုက်ပါ။ Okay အဲ့ကောင်လေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကအပေါ်နည်းနည်းဆွတင်လိုက်ပါပေါ်နည်းနည်းဆွတင်လိုက်ပါပေါ်နည်းနည်းဆွတင်လိုက်ပြီးရင် message ဒီနေရာမှာဟုတ်လားဒီနေရာမှာဒီ hi not not ဒီနေရာလေးမှာဗျာ not ch not HID height anodh anodh CH not string ရလေးကိုနှိပ်ပြရပါမယ်အကောင်လေးကိုနှိပ်ပြလိုက်ပါ Okay အဲ့ဒီမှာနှိပ်လိုက် ပြီဆိုကျွန်တော်ကဒီမှာကျွန်တော်ကအခုလုပ်ထွက်လာတဲ့ခု mix နေရတဲ့ဒီညာဘက်ခြမ်းကနေရာလေးကိုပြောင်းနေလို့ကျွန်တော်ရဲ့ setting set ကပြနေတာဖြစ်ပါတယ်เนาะအဲ့ဒီမှာဗာရေးထားတယ်ကျွန်တော် height water moving student bar တဲ့เนาะ height ထားတာပေါ့ဗျာ height ထားမယ်ကျွန်တော်ကျွန်တော်ဒီ student ဒီ circuit set ကိုကျွန်တော်တို့ကဒီ height ထားတယ်ဆိုတဲ့သဘောမျိုးပေါ့ height တော့ကျွန်တော်ချောင်းထားတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဒီဘယ်ဘက်ချောင်းကဟာတော့ donut height ကြီးကျွန်တော်ကတော့ကျွန်တော်တို့ဒါကိုပြောင်းလိုက်မယ်ဆိုပြီးတော့ဒါတော့ circuit ပြည့်ပြည့်သွားပြီဖြစ်ပါတယ်ဟုတ်တယ်နော်တကယ်လို့မိတ်ဆွေက circuit အပြည့်မလို့ရင်ဘူးဒီနည်းနည်းလေးပဲနည်းနည်းချောင်းလိုက်မယ်ဆိုရင်တော့ဒီညာဘက်ချောင်းက high weather moving student bar ဆိုတဲ့နေရာလေးကိုထားနေပြီလေပါတကယ်လို့မိတ်ဆွေကဒီ circuit အပြည့်လို့ရင်နေဆိုရင်တော့ဒီဘက်က donut height ဆိုတဲ့ဒီကောင်လေးကိုနေပြီလေပါ ဲ့ဒါစီမိတ်စီပြန်ထွက်လိုက်ပါအဲ့ဒါစီမိတ်စီများတဲ့ဒိုင်းဒီမှာခုဆိုရင်အကုန်လုံးကိုမြင်ရပါပြီဟုတ်တယ်နော်ဒီမှာကြည့်လိုက်ပါအခုချိန်ကျွန်တော်တို့ဒီမှာဖုန်းတိုင်လေးတက်နေတာမြင်ရပါမယ်ဒီမှာဟုတ်တယ်နော်နိုင်ရည်လေးမြင်ရမယ်ဒီဘက်ကနိုင်ရည်လေးမြင်ရပါမယ်ဒီဘက်ဘက်ထရီဘက်ထရီကိတ်ကိုလည်းမြင်ရပါမယ်နော်တကယ်လို့မဲ့ဆက်တာကိုကျွန်တော်တို့က အကြည့်တော့မလို့ရှင်ကိုကျွန်တော်တို့ကဒီ hide ထားမယ်ဆိုရင်လည်းရတယ်ပြန်ပြီးတော့လောက်ထားလို့ရပါတယ်အဲ့ဒါဆိုတော့ message ကဒီ notification and spread bar ဆိုတဲ့နေရာလေးကိုထပ်နေပြရပါမယ်ဒီကောင်းလေးကိုထပ်နေပြရပါမယ် okay အကောင်းလေးပြန်နှက်ပြလိုက်ပါအကောင်းလေးပြန်နှက်ပြီးပြီဆိုတော့ message ပေါ်လင်းလေးဆက်တင်လိုက်ပါပေါ်လင်းလေးဆက်တင်ပြီးခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ hide not ဆိုတဲ့နေရာလေးကိုထပ်နေပြရပါမယ် okay တကယ်လို့ message အဲ့ဒီခု sorry ခုပြထားတဲ့အတိုင်းဒီ ေးစကရင်အပြည့်မလို့ရင်ဘူးဆိုရင်တော့ဒီညာဘက် channel လေးက high water movies to the bar ဆိုတဲ့နေရာလေးကိုထပ်နေပြလိုက်ပါတကယ်လို့မိတ်ဆွေကစကရင်အပြည့်လို့ရင်နေဆိုရင်တော့ဒီ do not hide ဆိုတဲ့ဒီကောင်းလေးကိုထပ်နေပြလိုက်ပါအဲ့ဒါဆိုရင်မိတ်ဆွေစကရင်အပြည့်ရမှာဖြစ်ပါတယ် okay ကျွန်တော်ကတော့ဒီစကရင်ကို hide ထားလိုက်ပါမယ်မိတ်ဆွေကတော့စကရင်ပြည့်လို့ရှိရင်တော့ဒီ baby chan က do not hide ကိုနှဲပြီးတော့စကရင်ကိုနည်းနည်းချုံကျင်နေဆိုရင်တော့ high water movie the bathroom ရဲ့လေးကိုဒီ online ကိုလှမ်းလိုက်ပါ အဲကျွန်တော်ကတော့ဒီတိုင်းထားပါမယ်နော်ဒါကတော့မိတ်ဆွေရဲမီသုံးလက်ရဲမီယူထားတွေများအတွက်နော်အဲဒါဒါလေးကိုမိတ်ဆွေတွေကိုပြန်ပြီးရှင်းပြရခြင်းတာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်တော့မိတ်ဆွေတို့အားလုံးအဆင်ပြေကြပါစေဗျာနော်